ဆိုတော့ဒေါ်လာရေးကာလအတွင်းမှာဖန်ဆီးရမိတဲ့စစ်တုပ်ပန်းတွေနဲ့ဒီ CDM ပြုတ်လောက်လာတဲ့ဒါမှမဟုတ်ရင်လည်းအလေးဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုပေါ့နော်ဘလူမူဝါရတွေနဲ့စီမံခန့်ခွဲနေတာမျိုးရှိလဲရှင့်သူတို့အပေါ်မှာဒီလူအခွင့်ရေးနဲ့အညီဆက်ဆံတာမျိုးပြီးတော့တရားမျှတမှုရရှိရေးတို့ကဒေါ်လာရေးရဲ့ဂုဏ်သိက္ခာနဲ့ပုံရိပ်အတွက်ဘလောက်ထိအရေးကြီးတယ်လို့ဆရာဟိုယုံကြည်ပါလဲရှင့်အဲ့ဒီတော့ဘာလဲဆိုလို့ရင်ကျွန်တော်တို့စစ်တိုက်တယ်ဆိုတာကျွန်တော်တို့စစ်ကိုချစ်လို့တိုက်တာမဟုတ်ဘူးဒီအာနာရှင်စနစ်ကိုကျွန်တော်တို့ကမကြိုက်လို့မလို့ကျွန်တော်တို့ကဟိုတိုက်နေကြတာစစ်ကိုချစ်လို့တိုက်တာမဟုတ်တဲ့ဘက်ကြောင့် တော်တို့ကစစ်ကောင်စီနဲ့ပုံစံတူမဲ့အလုပ်မျိုးကျွန်တော်တို့ဘယ်တော့မှမလုပ်ဘူးစစ်ကောင်စီမှာဆိုလို့ရှိရင်ကျွန်တော်တို့ PDF တွေကိုဖမ်းမိတယ်သူတို့မတင်ကြတဲ့ပြည်သူတွေကိုဖမ်းဆီးတယ်ပြီးလို့ရှိရင်သူတို့နဲ့အထောက်အထားမလုပ်ခင်မအောင်ဆိုတော့လမ်းပေါ်ကသွားလာလှုပ်ရှားနေကြတဲ့ပြည်သူတွေကိုဖမ်းမိရဆိုရင်ဘာလုပ်ကြရလဲဆိုလို့ရှိရင်ချက်ချင်းတက်ချင်းနဲ့တက်ပြလိုက်ကြတာကျွန်တော်တို့တိုက်ပွဲတွေမှာကျွန်တော်တို့ဖမ်းဆီးရမိတဲ့ PDF ရဲဘော်တွေဆိုလို့ရှိရင်လည်းဒီမညာမှာတာပဲရဲရဲဆက်ဆက်ခေါင်းဖြတ်တာတွေနော်ခြေတော့ဖြတ်ပိုက်ခွဲတက်တာမျိုးတွေက အများကြီးလောက်ကြတယ်ကျွန်တော်တို့အခြေသားပြည်သူတွေဆိုလို့ရှင်လဲသူတို့မထင်မထင်တဲ့လိုမျိုးပုံမှားတွေအမျိုးမျိုးတက်ဥပဒေကသူတို့လက်ထင်မှာဆိုတော့ကျွန်တော်ဒါမျိုးတွေရဲရဲဆက်ဆက်လောက်တာမျိုးရှိတယ်အဲ့တော့ကျစောစောပိုင်းကကျွန်တော်ပြောချင်တဲ့ ဟာကကျွန်တော်တို့အစ်စ်ကိုချစ်လို့တိုက်တာမဟုတ်ဘူးဆိုတဲ့ဟာကနိုင်ငံတော်ကိုပို့ပြီးတော့ကောင်းစေခြင်းနဲ့အတွက်ကြောင့်မို့ပြည်သူတင်တဲ့အစိုးရလက်ထက်ကိုပြည်သူရဲ့အာဏာကိုပြည်ကပြန်ပြီးအနှင်းကျင်လို့မို့လို့တာကျွန်တော်တို့ကဒီလက်နက်ကင်လမ်းစဉ်ကိုရွေးလိုက်ရတာအဲ့တော့ကြသူတို့နဲ့ပုံတရံချင်းမတူဘူးသူတို့နဲ့လမ်းကြောင်းချင်းမတူဘူးသူတို့နဲ့ခံယူချက်ချင်းမတူတဲ့အတွက်သူတို့လုပ်တဲ့လုပ်ငန်းမျိုးဆိုရင်ဒါကျွန်တော်တို့လုပ်တဲ့လုပ်ငန်းမျိုးမဟုတ်ဘူးဒါတွေကိုပဲအဓိကထားပြီးတော့ပြောချင်တာပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့သူတို့တိုက်တဲ့စစ်ကသူတို့အတွက်အာဏာတည်မြဲရေးအတွက်သူတို့ကတိုက်တယ်ကျွန်တော်တို့တိုက်တဲ့စစ်က ပြည်သူတွေအတွက်ကျွန်တော်တို့ကတိုက်တယ်အဲ့တော့ကျတော့ကျွန်တော်တို့လိုချင်တဲ့ဟာကတရားမျှတမှုရရှိရေးပြီးလို့ရှိရင်ကျွန်တော်တို့လူသားတိုင်းလူသားအခွင့်အရေးအပြည့်အဝနဲ့ကျွန်တော်တို့ဒီနိုင်ငံတော်တည်ကြီးတည်ရမှာကောင်းကောင်းမွန်မွန်ကျွန်တော်တို့တားဆင်နေဆက်သွားနိုင်ကြဖို့အတွက်ကျွန်တော်တို့ကလှုပ်တာဖြစ်တဲ့အတွက်ကြောင့်သူတို့နဲ့အခန့်အယူချက်ချင်းပုံသဏ္ဍာန်ချင်းမတူတဲ့အတွက်ကြောင့်မို့လို့သူတို့လှုပ်တဲ့အရာရင်းနဲ့ကျွန်တော်တို့လှုပ်တဲ့အရာရင်းနဲ့ကအလုံးစန့်ကျင်ဘက်ပါပဲလို့ပဲကျွန်တော်ပြောချင်ပါတယ်